အမေတက်ကြည့်စဉ်းစားရှိတော့ဒါဟိုအမေဟို100%ဟို view site လို့ရတာပေါ့နော်ပြုစုလို့ရတာပေါ့အဲ့လိုမြည်လေးချင်းချင်းတော့မလာပြောဘူးဟာအမေကတခြားသားသမီးတွေမှာမြည်ရှိတယ်ဒီကိုခန့်စီရောအဲ့လိုမျိုးပြောဟာအဲ့လိုတော့မရှိပါဘူးအမေဆုံးမနောက်ပိုင်းမှာအမေကပို့ပြီးတော့လေအဲ့လိုနည်းနည်းစကားနေသွားတာပေါ့အဲ့ဒါကိုအမေကလည်းဟိုအပိအပိတာပေါ့အမေနောက်မှာနေပြတဲ့အရင်တော့ဟိုစကားကြီးရိုက်တဲ့ခါကျတော့အိမ်မှာတလားလောက်ပြည့်အောင်မနေဘူးအခုတော့ဒီ ဟိုဘယ်လိုပြောမလဲနိုင်ငံရေးအခြေအနေရရောဒီအခုငလျင်နေသားရရောရကွေးနေသားခါကြတော့ဒါအမေနာမှာဟိုနေပစ်ပါတယ်ဒါပေမဲ့အလူတွေသွားလို့တဲ့ခါကြတော့လည်းခဏခွဲရတာပေါ့အဓိကတော့ကျွန်တော်တို့ကဟိုငယ်တော့တော့ပတ်စံအဲ့လိုမတတ်နိုင်ဘူးပေါ့နော်အဓိကစေစနာပေါ့ဟိုတယောက်ကကုညီပေးလိုက်ရင်ဒီတယောက်ကဘယ်လိုဆင်ပြေသွားမလဲအခုချိန်လည်းဒီလိုပါပဲနှုတ်ဆောင်ပါခြင်းကိုယ်ဆောင်ပါခြင်းဟိုလက်ဆောင်ပါခြင်းပေါ့နော်ဒီလိုမျိုးလေးတွေအဆင်ပြေပြီးသလိုဟိုကျွန်တော်တို့လည်းဟိုကုညီနိုင်တော့ကုညီပါတယ် မီဇောဒဒရာအကယ်ဒမီခန့်စီသူကမြန်မာနိုင်ငံလုံးဆိုင်ရာသုတဆုံးလင်းဗုဒ္ဓဝင်ပြိုင်ပွဲ၌ပထမဆုရှင်တမီလေးမန်ဟီဂျာဖြူအားဘုံပြုစုွေ15ဒိန်းဒီလေးကတော့ကျွန်တော်တို့ဒီဟိုဘောဇူသင်္ကန်းပေါ့ဘောဇူသင်္ကန်းအပားဟိုတန်ခါက330ဘောဇူသင်္ကန်းကတ်တယ်ပြီးတော့ရဟန်းကရှင်ပြုပေါ့ဟိုရဟန်းကတော့အပား30ရှင်ကတော့အပား130ပဲ ဟုတ်ဒါကတော့ကျွန်တော်နှစ်တိုင်းဒီရဟန်းငယ်ရှိပြီးတော့နှစ်တိုင်းလုပ်ဖြစ်ပါတယ်ပြီးတော့ဘောဇူသင်္ကန်းကတ်တာလေးနှစ်တိုင်းလုပ်ဖြစ်တယ်ကထိန်သင်္ကန်းကတ်တာလေးနှစ်တိုင်းလုပ်ဖြစ်ပါတယ်ဟိုဒီကျောင်းကတော့ပမာဏဟိုအမေကျောင်းရောက်လာတဲ့ကျောင်းပါနော်အမေဟိုအရင်ကကျောင်းမကြီးကောင်းတော့ကဒီကျောင်းကအမေတရားစခန်းဝင်တယ်တရားစခန်းဝင်နေအခု မလက်ရှိမြန်တဲ့တိမ်ကတော့ဒါဟိုတသားတိမ်ပေါ့တသားတိမ်ဟောင်းနှမ်းပြီးတော့မူဒီဘာတွေယူတာပေါ့နော်အမေကတော့ဒီတိမ်ကိုตาကြီးအဆင်ပြေဒီတိမ်လေးပြင်ပေးစေချင်တယ်ပေါ့အဲအဲ့ရဒီတိမ်တိမ်ကိုစပြင်နေပြီးတော့ဖះရောင်အောင်ဖွင့်တာပေါ့ဖះတော့ဒီဟိုတော်တော်ကြီးကိုဟောင်းနှမ်းပြီးတော့အထက်မှာညောင်မေလေးနဲ့ဘာနဲ့ပေါ့လို့ဒီဟိုလမ်းလျှောက်ရတာလဲဒီဘုရားပရုံနဲ့ကနေပြီးတော့အဆင်မပြေဘူးပေါ့တော်တော်ဟိုယူရင်းပြက်စီးနေပေါ့အဲဖះကိုစပြင်ပေါ့ပြင်ပြီးတော့ကျွန်တော်တို့ဒီဓမ္မဘိတ်မှန်နေစောက်ပြီးတော့ကျွန်တော်တို့ဒီမှာဖုန်းတို့ဒီပညာကြီးကြောင်းပေါ့ ဒီနေ့အကြောင်းမူလွန်ပေါ့အဲ့ဒါကျွန်တော်တို့တည်ထောင်ပေးထားတယ်ဒါចောင်းသားလေးတွေအားလုံးပေါင်းအယောက်400ကျော်တယ်ပြီးတော့ဒီမှာဟိုចောင်းလာနေတဲ့ဟိုရှင်သာမဏေလေးတွေရှိရပါတော့ဟိုအနေနဲ့ရက်ကတိုင်းသားလေးတွေရှိရတိုင်းသားလေးတွေကိုလည်းရှင်သာမဏေဝတ်နဲ့ကျွန်တော်တို့ဒီဟိုသင်္ကန်းတွင်းចောင်းမှာဟိုចောင်းထားပြီးတယ်အတန်းចောင်းပေါ့ထားပြီးပါเออเออถ้าเราปีนี้ผิดอ่ะป่ะเนาะบาโกดูไล่อ่ะลูกตะเผ็ดตามาอศีบีตัวได้เสร็จชั้นตาตัวได้ต้ายตาตะคู่ที่อูอโจฉิตัวได้ส่วนเราปีนี้ผิดอ่ะป่ะ အဓိကတော့ကျွန်တော်တို့ကဟိုငယ်တော့တော့ပတ်စံအဲ့လိုမတတ်နိုင်ဘူးပေါ့နော်အဓိကစေစနာပေါ့ဟိုတယောက်ကိုကူညီပေးလိုက်ရင်ဒီတယောက်ကဘယ်လိုဆင်ပြေသွားမလဲအခုချိန်လည်းဒီလိုပါပဲနှုတ်ဦးဆောင်မခြင်းကိုကြီးဆောင်မခြင်းလက်ဦးဆောင်မခြင်းပေါ့နော်ဒီလိုမျိုးလေးတွေအဆင်ပြေပြေသလိုဟိုကျွန်တော်တို့လည်းဟိုကူညီနိုင်တော့ကူညီပါပဲအဲဒီလူရှိပြီနောက်တစ်ခုကကျွန်တော်တို့ဒီဟိုမှာဟိုပထောင်းပေါ့ပထောင်းဘက်မှာကျွန်တော်ဒီဟိုဟိုဟိုဘာဘာဒီပေါ်တော်မူရှင်ဖြူဖျားကြီးရဲ့ ကျောင်းရဲ့ဒီဟိုဖရာရဲ့ပရဝုန်ထဲမှာရှိတဲ့ဒီဟိုဟိုဒတိုင်းပေါ့ဒတိုင်းနေကျွန်တော်တို့တွေ့ပြပါတယ်ပြီးတော့ဒီမှာဟိုကလေးပေါ့သူရဆိုနေဘုဒ္ဓဝင်မှာတနင်္ဂနွေပရမရတဲ့ကလေးကိုလည်းကျွန်တော်တို့ရှင်းပြဖို့အတွက်ဖိတ်ခေါ်ထားပါတယ်အဲဒါကတော့တကယ်ချီးကျူးစရာကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ဒါကလည်းဟိုသူ့အသက်အရွယ်နဲ့ဒီလိုမျိုးဟိုတနင်္ဂနွေမှာအခုလိုမျိုးပထမရတယ်ဆိုတော့လေကိုရီဆိုရင်တော့အဝေးကြီးပါနော်သူတို့ ဒီအသက်ရွယ်နဲ့ဘုရားဘာသာပေါ်မှာဒီလိုမျိုးအာယုံဆိုင်နေတယ်တကယ်ကိုလည်းဟိုပညာဘူးသူတာနဲ့ပြည့်ဝတဲ့အတွက်ဒါကျွန်တော်တို့ကလည်းဟိုကိုမလုံးနိုင်တဲ့အရာတစ်ခုကိုလုံးနိုင်တဲ့ကလေးကိုဟိုချင်းမြမြောက်စားရတဲ့သဘောပါပဲ ဒါလူငယ်ကြီးအတွက်ဟိုအထူးတင်းတဲ့အရာပါကျွန်တော်တို့ကလည်းဒီနေ့ဟိုဖိတ်ခေါ်တယ်ဆိုတာလည်းဘိုင်းပြည့်အခုမီဒီယာရှိတယ်မီဒီယာရှိတော့ဒီကလေးလဲဟိုငိုတဲ့ဟိုကဒါကတော့တနင်္ဂနွေကဟိုလေးစားပြီးသားပါတိလဲတိတိထားပြီးသားပါဒါပေမဲ့အခုမီဒီယာတွေရှိတဲ့ခါကျတော့မီဒီယာနေပြီးတော့ဒီကလေးကိုထပ်ပြီးတော့ဟိုသူ့ရဲ့အနာဂတ်ဒီသူ့ရဲ့အာထုတ်အာထုတ်ခဲ့ပုံလေးပေါ့နော်ထားပြီးတော့ဟိုခြောက်ပြလိုက်ရင်ဒါပဲဘိုင်းပြည့်အားကြအထုယူမဲ့လူငယ်လေးတွေအများကြီးပေါ်လာနိုင်တယ်လို့ဟိုယူဆပါတယ် ဟုတ်အဓိကငွေရအဓိကမဟုတ်ပါဘူးဟိုကျွန်တော်တို့ဟိုဟိုဒီလိုမျိုးထူးထွန်တဲ့ကလေးတယောက်ကိုကျွန်တော်တို့ကဟိုစိတ်ထဲနေဟိုဘယ်လိုပြောမလဲဟိုဂုံပြုတ်လိုက်တဲ့သဘောပါပဲเนาะငွေကြီးရတော့ဘာမှတန်ဖို့မရှိပါဘူးတက်ကြီးတာတော့မေ့ထားလိုက်ပါလေမေ့ထားလိုက်ပါနဲ့နှစ်တည်းကမေ့လိုက်တာအဲမဲတော့ချက်မေ့ထားတာပါဘာလို့ဆိုဒါဒါဒီလဲခေါင်းထဲတော့ထဲမထဲဘူးတချို့တွေကမေ့တယ်ပြန်မငယ်ကျွန်းတော့မငယ်ကျင်ပါဘူးငယ်ဘာကြောင့်လဲဆိုတော့ဟိုပြန်ပြီးတော့ရုန်းကန်နေရမယ်လေ ဆိုတော့ဘောကမလည်းဟိုတော်တော်လေးရုန်းကန်ခဲ့ရတယ်ဆိုတော့ငယ်ချင်းလားဆိုတော့မငယ်ချင်းပါဘူးလက်ရှိပြဿနာပုံပဲကျွန်တော်ကျင်းတ်ပါတယ် ်အဲ့လိုမျိုးတော့တစ်ခါတည်းတည်းရရှိရင်ရှိမှာပေါ့လေဒါပေမဲ့ကျွန်တော်အနေနဲ့ဒီဟာဟိုအဲ့လိုပြန်ငယ်ခြင်းလားဟိုငငယ်တော့လို့ပြန်ပြောခြင်းလားဆိုတော့အဲ့လိုမျိုးတော့မရှိတော့ပါဘူးမရှိတော့ပါဘူးအဲ့ဟိုဖြတ်ကျော်ခဲ့တဲ့ဟိုတစ်လျှောက်မှာကျွန်တော်တို့ကဒီဟိုဝမ်းသာကြရေးဝမ်းနေကြရတယ်ဆင်ကျင်ရမယ့်အရာတွေဟိုဘယ်လိုပြောမလဲဟိုကိုအနာဂတ်မှာဟိုဘူးဆိုင်မတင်ကန်းစာတွေအများကြီးရခဲ့ပြီအဲ့လိုတော့မဟုတ်ပါဘူးဒါသူကန်တရားပေါ့နော်နောက်ပြီးတော့ဟိုအမေတက်ကြည့်စဉ်းစားရှိတော့ဒါဟိုအမေဟို100%ဟိုဘူးဆိုင်လို့ ရတာပေါ့နော်ပြုစုရတာပေါ့အဲ့လိုမီးလေးချင်းချင်းမှလာပြောအမေကတခြားသားသမီးတွေမှာမီးရှိတယ်ဒီကိုခန့်စီရောအဲ့လိုမျိုးပြောအဲ့လိုတော့မရှိပါဘူးအမေကိုချစ်လို့လည်းချစ်မထူဘူးနော်အဲအဲ့လိုပြောတော့တော့ဟိုပေါ့ဟိုဖေးဆုံးပြီးရဲ့ကိုဗစ်ဟိုတက်တဲ့လိုက်မှာဖေးဆုံးသွားတာလीအဖေဆုံးပြီးနောက်ပိုင်းမှာအမေကပို့ပြီးတော့လေအဲ့လိုနည်းနည်းစကားနေသွားတာပေါ့အဲ့ဒါကိုအမေကိုလည်းဟိုအပီးအပီးတာပေါ့အမေနောက်မှာနေပြတဲ့အရင်တော့ဟို ဇာကားကြီးရိုက်တဲ့ခါကျတော့အိမ်မှာတလားလောက်ပြည့်အောင်မနေဘူးအခုတော့ဒီဟိုဘယ်လိုပြောမလဲနိုင်ငံရေးအခြေအနေရရောဒီအခုငလျင်နေထားရရောရကွေးတွေနေသွားတဲ့ခါကျတော့ဒါအမေနာမှာဟိုနေပြစ်ပါတယ်ဒါပေမဲ့အလူတွေသွားလို့တဲ့ခါကျတော့လည်းခဏခွဲရတာပေါ့ဟုတ်ကဲ့ဒါဟိုဒီအလူပြမြောက်အောင်ပံပိုးပေးတဲ့ဒါကျွန်တော်ရဲ့ဒီဟိုကျောင်းဆရာတော်တန်ခါတော်ဒီရောအလူလက်ခံပေးတဲ့တန်ခါတော်ဒီရောလာပြီးတော့ဟာဟိုယူသဆိုင်နဲ့လာပြီးတော့เนาะကျွန်တော်ဒါ ထွေးမြန်ပြီးတဲ့မီဒီယာတွေရောကျေးဇူးများကြီးတင်ပါတယ်